င်ဆိုင်မှုတွေကြွားလွန်လာကြောင်းအင်ကိုတခိုးဝင်သွားတဲ့ဝိုင်းချုံမှာပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်နေတာကြောင့်တခိုးတွေမျက်စိကြကအိမ်ဖောက်ထွင်းခံလိုက်ရတာကမြောက်တကုံကြောတဲ့ဝိုင်းချုံမှာဖြစ်ပါရည်။ဒါကြောင့်လေအိမ်မှာရှိတဲ့ပစ္စည်းတွေအလုံးတက်တက်ပြောင်းသွားရတာပါ။အလုံးတိကြတဲ့အတိုင်းဝိုင်းချုံမှာကြော်ဆိုင်ပိုင်ရှင်မရှွှွှဟာမြန်မာနိုင်ငံမှာအောင်မြင်ဆုံးလမ်းမကြော်သေးလို့ဆိုရပါမယ်။ ဝိုင်းချုံမှာစော်ပိုင်းမှာတာမန်လန်ပေးအကျော်ဆိုင်ပဲဖွင့်ထားပေမယ့်အတိတ်ဘဝကံကကញ្ញံဝရိယဆန်းအားကောင်းလာချိန်မှာတော့ရုတ်တရက်ဆိုသလိုတဟုန်ထိုးနာမည်ကြီးသွားတာပါအထူးသဖြင့်ဝိုင်းချုံမှာကြော်ဆိုင်ကိုနိုင်ငံကျော်ရုပ်ရှင်မင်းသားတိုင်ရွန်နဲ့အခြားသောနာမည်ကြီးဆယ်ရီတွေကလာစားပြီးမှအင်တာနက်ပေါ်မှာနာမည်ကြီးလာတာဖြစ်ပါတယ်။ဝိုင်းချုံမှာဆိုင်မှာရောင်းတဲ့ကျော်ဟာတာမန်ကျော်ပဲဆိုပေမဲ့စန်းတက်ခါနာမည်ကြီးလာချိန်မှာတော့လူတွေကတန်းစီကဝိုင်းချုံမှာကြော်ဆိုင်ကအကျော်တွေကိုဝန်စားကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ဝိုင်းချုံမှာကြော်ဆိုင်မှာအကျော်ဝယ်ဖို့အတွက်နှစ်နာရီလောက်တန်းစီပြီ ော့စောင့်နေရတယ်လို့ဆိုပါတယ်ဒီလိုဝိုင်းချုံမကျော်ဆိုင်ကိုအားပေးမှုများလို့လေတရက်ကိုမုံနေပိတ်တချိန်များစွာကြောက်ရလို့ဝိုင်းချုံမကျော်ဆိုင်ရဲ့ဝင်ငွေဟာလေတရက်ကို350ကနေ300တရာထိဝင်ငွေရှိတာဖြစ်ပါတယ်ဒါကြောင့်လေဝိုင်းချုံမအကျော်ဆိုင်ပိုင်ရှင်မရှုရှုံဟာသူမကအကျော်ရောင်းပြီးတော့ရန်ကုန်မြို့မှာအိမ်မပါပဲ300ထောင်ကျော်ညီခွဲခြံကြီးစောက်လုပ်နေနိုင်ပြီပဲဖြစ်ပါတယ်

တရားကြားရနေတာရှိသလိုဝိုင်းချုံမခေါ်ရှိုးရှိုးဝတ်ဆင်ထားတဲ့လက်ဝင်နာတွေကလည်းခိုးချစ်စရာလောဘတက်မဲ့ဖွဲဖြစ်နေတာပါ။ဒါကြောင့်လည်းဝိုင်းချုံမတို့မိသားစုကြော်ရောင်းနေချိန်မှာတကိုးတွေကလာတာဝိုင်းချုံမရဲ့အိမ်ကိုစိတ်တိုင်းကြမှွေနောက်ယူဆောင်သွားတာဖြစ်ပါတယ်။ဒီလိုဖောက်တွင်းခံရတာကြောင့်လည်းဝိုင်းချုံမကလိုင်လင်းပြီးတော့ပြောလာတာပါ။ရန်ကုန်နမဲကြီးဝိုင်းချုံမကြော်ဆိုင်ပတ်ရှိမရှိုးရှိုးရဲ့နေအိမ်ဖောက်တွင်းခံရပြီးလက်ဝတ်ရနာတွေးပစ္စည်းတွေဖြစ်တဲ့ အစင်းရောင်ပရဲ့အဝါရောင်ပရဲ့လက်စော့နဂန်နဲ့ရွှေတဲပစ္စည်းတွေယူဆောင်သွားတယ်လို့မရှုရှုသူမကလိုက်လွေပြောလာပါတယ်။ဒါပေမဲ့လည်းဆိုပါပစ္စည်းတွေဟာတူတွေဖြစ်ကြောင်းမရှုရှုခေါ်ဝိုက်ချုံမကပြောလာတာပါ။မရှုရှုကလိုက်ပေါ်မှာနမဲကြီးတွေလိုထည့်ကြည့်ပြီးတကူကအင်လာဖောက်သွားတယ်။ဗရံများတွေရောကြောက်စိမ့်တွေရောပါသွားပါတယ်။ဖောက်သွားတဲ့သူကတော့တော်တော်ပြောနေလာပြီ။ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကအတူတွေတံမိုးရှိတာဆိုလို့ပေါင်းနဲ့ဒန်ဒီပဲရှိတယ်လို့ပြောလာပါတယ်။အဆိုပါပစ္စည်းအလုံးကလူမြင်ကောင်းအောင်ဝတ်တဲ့တခုကို ချက်သုံးသောင်းတန်အတုရေသာဖြစ်ပြီးတော့စိုက်ဖွင့်ဖို့ရာမြောက်တကုံမှာမြေခွက်ဝယ်လိုက်လို့ပိုင်ဆိုင်မှုအလုံးကိုရောင်းချထားတာကြောင့်အစ်စ်တွေပြန်မွေနိုင်တာကန့်ကောက်နေလို့လေဝိုင်းချုံမာကထုတ်ပြောသွားပါရီပရိသတ်တွေကတော့တကိုးတွေကိုချင်းတွေကလှည့်စားလိုက်နိုင်တဲ့ဝိုင်းချုံမာကိုချီးကျူးကြတာပါဒါပေမဲ့အချို့ကတော့ဝိုင်းချုံမာဟာရွှေတဲ့ပစ္စည်းတူတွေနဲ့အင်တာနက်ပေါ်မှာကြောင်းဝါနေတဲ့ဇီးရိုက်ကိုဝေဖန်ကြတာပါဒီလိုကြောင်းဝါလို့လေအိတ်ဖောက်ထွေးခရရတာဖြစ်ပါရီအခုကြည့်နေတဲ့ပရိသတ်တွေကရောအကြွားလုံးလုံးအိတ်ဖောက်ထွေးခံလိုက်ရတဲ့ဝိုင်းချုံမာပေါ်မှာမိမိတို့အမြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်အာဘိန ြဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့စီးရီးနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။